ပြိုင်မဲ့ပေါ်လေးစားမှုရှိရှိနဲ့အာဘေ့စ်ကပြောသွားခဲ့တဲ့ဘရိုနီကာမြန်မာပရိသတ်ရဲ့အချစ်တော်ဖိုင်တာမာလေးဘရိုနီကာကတော့ပြီးခဲ့တဲ့နေ့ကရှင်ပြိုင်ထိုးတက်ခဲ့တဲ့1 Friday Fight ပြိုင်ပွဲမှာထိုင်းမျိုးသမီးဖိုင်တာမာလေးဂျူနီယာဖဲတက်ကိုဒုတိယအချိန်မှာအလဲထိုးနဲ့အနိုင်ရသွားခဲ့ပါတယ်ဘရိုနီကာဟာဆိုပါပွဲစဉ်အတွက်ဒေသလေးပြင်ဆင်မှုတွေပြုလုပ်ထားခဲ့တာဖြစ်သလိုသူကိုယ်တိုင်လည်းပွဲစဉ်မတိုင်ခင်ကတည်းကဂျူနီယာဖဲတက်ကိုအလဲထိုးသွားမယ်ဆိုပြီးကြွေးကြော်ထားခဲ့တာပါဘရနီကာဟာဝမ်မှာပထမဦးဆုံးရှင်ပြိုင်ခဲ့တဲ့ဗီရာနဲ့ပွဲအဆင့်မှာတော့ဒိုင်အဆုံးဖြတ်နဲ့ရှုံးပေးခဲ့ရပါပဲ။ပြိုင်မဲ့မျက်နှာကိုဖူးယောင်သွားအောင်လှုပ်ပြနိုင်ခဲ့တာကိုအားလုံးနဲ့မြင်တွေ့ခဲ့ကြရပါပါ။ ရန်နီကာရဲ့လက်သေးချက်တွေဟာဘလောက်ချီပြင်းလဲဆိုတာမှာပါတယ်ဆိုတဲ့အခြေအနေတွေရဲ့မျက်နှာတစ်ခုလုံးကိုရဆရာမရှိအောင်လှုပ်ပြနိုင်ခဲ့တဲ့အထိ၊ကွဲပြဲသွားအောင်လှုပ်ပြထားနိုင်ခဲ့တာပါ။အဲ့လိုမျိုးအပပြင်းနေတဲ့လက်သေးချက်တွေကိုပိုင်ဆိုင်ထားတဲ့ဘရိုနီကာဟာဝမ်းမှာ9ပွဲထိုးပြီး9ပွဲစလုံးအနိုင်ရထားတဲ့ဂျူနီယာဖဲတန်နဲ့ရင်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။ဂျူနီယာဖဲတန်ဟာဝမ်းမှာဗနက်ပွဲအထိအနိုင်ရထားပါစေ။ဘလိုဖိုင်တာမျိုးနဲ့အရင်ကဆုံးတွေ့ထားခဲ့ပါစေ။ဘရိုနီကာနဲ့ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ဆင်နဲ့စိတ်ဂျိုဝိုင်းအစ်တမဆုံးတွေ့ခဲ့ကြတယ်လို့မြင်တွေ့ခဲ့ရတာပါ။ ပြောရင်ကလေးတယောက်နဲ့လူကြီးတယောက်ကိုရှင်ပြိုင်နေခဲ့ကြသလားထင်မဲ့ရလောက်အောင်ရှင်နေချင်းကတော်တော်လေးကွာဟနေခဲ့တာကိုမြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ဗရနီကာဟာအရင်၅ပေ၅လက်မထိရှိသလိုဂျူနီယာကတော့အရင်အမြင့်၅ပေ၂လက်မသာရှိပြီး၃လက်မလောက်ထိအရင်အမြင့်ချင်းကွာဟနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးဂျူနီယာဖဲတက်ဟာဝမ်းမှာ9ပွဲဆက်ရှုံးပွဲမရှိထားသူဆိုပေမဲ့ဗရနီကာလိုထိုင်းဖိုင်ရဲ့နှစ်ထပ်ကွမ်းချန်ပီယံတယောက်နဲ့ရှင်ပြိုင်ရတဲ့အခါမှာတော့အတိတ်အကျုံပိုင်းအရာကိုနေစနစ်ပိုင်းမှာပါဘာမှမရှင်းနိုင်သလိုဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့လည်းဂျူနီယာဖဲတက်ဟာတကယ်ကောင်းတဲ့ဖိုင်တာပါလေးတယောက်ပါ။သူမရဲ့ခံနိုင်ရင်သူမရဲ့မာကုံနဲ့သူမရဲ့တက်လုံဟာအထူးပြောစရာမလိုအောင်ကောင်းမွန်တာကိုမြင်တွေ့ထားခဲ့ရတာပါ။ဂျူနီယာဖဲတက်ဟာတော်လဲတော်သလိုအလားအလာကောင်းတွေကိုလည်းပိုင်းဆိုင်ထားတဲ့လူငယ်အမျိုးသမီးဖိုင်တာပါလေးဖြစ်ပါရင် ဒါကြောင့်လော့ဒေါင်းနဲ့အချင်းချင်းကြပြီးအမတ်စင်ခဏခဏရေတွက်ခင်ရတော့မှဂျူနီယာဖဲတက်ဟာအရှုံးပေးသွားရတာမျိုးရှိပဲကျန်းပြင်ထက်မှာ6လောက်နဲ့6လောက်ရက်နိုင်နေသည်ဖြင့်ဆက်ပြီးကစားဖို့ဆုံးဖြတ်ထားခဲ့တာပါ။နောက်ဆုံးလော့ဒေါင်းလေးချိန်အထိကြာသွားခဲ့ချိန်မှာဒိုင်ဖြစ်သူကပွဲကိုရန်နာလိုက်ပြီးဘရော်နီကာကိုအရှုံးပေးလိုက်တဲ့အတွက်ကြောင့်သာဂျူနီယာဖဲတက်ဟာအလဲထိုးနဲ့အရှုံးပေးသွားခဲ့ရတာဖြစ်ပါရင် ဒါဂျူနီယာဖက်ဒရဲ့ဝမ်းမှာရှင်မြိုင်ခဲ့တဲ့ပွဲစဉ်တစ်လျှောက်ပထမဆုံးရှုံးပွဲကိုပိုင်ဆိုင်သွားခဲ့တယ်လို့ပထမဆုံးအလဲထုံးတဲ့သူအရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။ဘရိုနီကာကိုရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးမှာတော့ဂျူနီယာဖက်ဒဟာလိုင်းလွင်ပြီးသူမရဲ့တန်ရာတွေနဲ့ပတ်သက်လို့ခုလိုပဲပြောသွားခဲ့ပါတယ်။မင်္ဂလာပါဒီနေ့ကကျွန်မဘွားတစ်လျှောက်ထိုးခဲ့တဲ့ပွဲတွေထဲမှာအနာကျင်အောင်ဆုံးပွဲဖြစ်ပါတယ်။အခုပွဲကရှုံးသွားပြီပေါ့နော်။အမှန်တမ်းပြောရင်တော့မရှုံးချင်ပါဘူး။လူတိုင်းကလည်းဒီရလက်ကိုလုံးချင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်မတို့နေရာတော့အကောင်းဆုံးထိုးခဲ့ကြတာပါ။ရှင်းလို့မြင်ပါပါ။ကျွန်မရဲ့မျက်နှာပဲပဲတချမ်းကရောင်ခိုင်းနေပါတယ်။မျက်လုံးကလည်းခေါ်ဝေါ်ပဲမြင်ရပါတယ်။ င်းနာတဲ့ချမ်းလုံးကလည်းအခုထိတော်တော်လေးနာနေတုံးပါပဲ။ကစားတွေဆိုလည်းရောင်နေခဲ့တာပါ။အထဲမှာလည်း꽌သွားပါရင်လေမင်းတွေကလည်းအားလုံးမြင်ပါပါ။ရေဘက်အပေါ်ပိုင်းလေးလည်းနာနေခဲ့တဲ့အထိပါပဲ။ညနေကျရင်အိမ်ရွှေသွားရရပါမယ်။ဒါပေမဲ့အဆင်ပြေပါတယ်။ဘာမှမဖြစ်ပါဘူးဆိုပြီးတော့ပြောသွားခဲ့ပါရင်။ဘရနီကာကလည်းပြိုင်မဲ့ဂျူနီယာဖဲတဲရဲ့စွမ်းဆောင်ရင်သူမရဲ့ဝမ်းမှာခုနှစ်ပွဲဆက်အနိုင်ရတာနဲ့ပတ်သက်လို့ချီချူးစကားတွေဆိုသွားခဲ့တယ်လို့အနာခံနဲ့ပတ်သက်ပြီးလည်းအခုလိုမျိုးပြောသွားခဲ့ပါရင်။ Hey Junior ဒီပွဲအတွက်ကျေးဇူးတင်ပါတယ်။မြမကတန်ပါပြီ။စကေးပိုင်းကျွမ်းကျင်ပိုင်နိုင်တဲ့ဖိုက်တာပါ။ဒါကြောင့်လေးစားမှုအပြည့်ရှိပါရင် အသက်ဆက်ကောင်းနေနဲ့ခொနယ်ပွဲဆက်လိုက်အနိုင်ယူပြတဲ့မှတ်တမ်းနဲ့တင်အားသိမှုအကောင်းလုံးနေပါပြီဒီလိုပဲရှုံးသွားတာယုံနဲ့ညီမကဘလိုဖိုက်တာမျိုးလဲဆိုတာပြောင်းလဲသွားမှာမဟုတ်ပါဘူးအများဆုံးပြန်လဲကောင်းမွန်ပြီးပုံစံကောင်းနေနဲ့ပြန်လာဖို့မျှော်လင့်ပါတယ်ဆက်လျှောက်ပါညီမမှာတောက်ပလာနိုင်တဲ့အနာဂတ်ကောင်းတစ်ခုရှိနေပါတယ်ချစ်တဲ့တော့ဆိုပြီးတော့အားပေးကပြောကြားသွားခဲ့တာဖြစ်ပါတယ်